ုလို 3D လန်ထုတ်လုပ်ပြီးတော့မှဝစ်စင်လို့ရတဲ့ sneaker တွေကိုတော့ Cloudberry ကနေပြီးတော့ design ဆွဲထားတယ် Wayberry design sneaker ကိုရှူပြီးတော့မှထုတ်လုပ်ထားတာဖြစ်ပါတယ်အဒီလိုမျိုးရှူးတွေကိုလုပ်ရတဲ့အချိန်ကျတော့ TPU material ကိုပဲအဓိကအသုံးပြုပြီးတော့မှထုတ်လုပ်ပါတယ်အ TPU ကတော့အကြမ်းခံနဲ့မကြိုးမပဲ့ဘူးအကြမ်းမင်းတော့သူ့ရဲ့မာကြောမှုအဆင့်ကိုအာဒီလိုမျိုးအခုလို credit နဲ့ပြတဲ့အချိန်ကျဒီလိုမျိုးရှူးတွေလုပ်တဲ့အချိန်ကျတော့ သူရဲ့မာကျော်မှုအဆင့်ကတော့ grade အာ TPU 18ကနေ90ချမ်းမှရှိတဲ့အမကြောင့်မှုဆင်ရှိတဲ့ဟာတွေကိုအသုံးပြပါတယ်ဒီလိုမျိုး TPU တွေကိုတော့ကျွန်တော်တော့ရှောက်အသုံးခဲ့တဲ့ချိန်ကျတော့ကျွန်တော်ရဲ့ phone iPhone 12 Pro Max ကရောအခုအသုံးနေတဲ့15 Pro Max ရောမှာပါအားလုံးဒီ TPU အသုံးပြထားတဲ့ phone ကပါတယ်အသုံးပြထားဖြစ်ပါတယ်အဲ့တော့ဒီ TPU တွေကိုအခုလိုမျိုး shoe အနေနဲ့ထုတ်လွှင့်တဲ့အချိန်ကျတော့လည်းသူရဲ့မာကြောင့်မှုအဆင့် resistant ရောအရာဒီအကောင်းဆုံးအနေထားမှာရှိနေမှာဖြစ်ပါတယ် ုဒီ 3D printing product ရှူရတော့သူရဲ့ filament တွေကိုဒီ fiber ပုံစံမျိုးနဲ့ရေလောက်တာ ဖြစ်တဲ့အတွက် design မိုင်းရရောအယောင်ရရောတခြားပုံစံရှူရတဲ့အများကြီးကွက်ထနေမှာဖြစ်ပါတယ်ဒါပြင် customize စိတ်တိုင်းကြလို့လို့ရတာဖြစ်တဲ့အတွက် user ရဲ့အခြေရောက်ရွယ်ကိုအခုလို iPhone application နဲ့တိုင်းတာပြီးတော့မှစိတ်တိုင်းညာ fitting ဖြစ်အောင်ထုတ်လုပ်လို့ရပါတယ်။ဒါပြင်ဒီသူ့ရဲ့ shoe မှာလည်းစိတ်တိုင်းညာ signature တွေကိုယ့်ရဲ့လက်မှတ်တွေကိုယ့်ရဲ့စလုံးတွေနာမည်တွေထည့်မယ်ဆိုရင်လည်းထည့်သွင်းလို့ရမှာဖြစ်ပါတယ်။ 3D နဲ့ product တွေထုတ်လုပ်ပြီးသွားပြီဆိုရင်တော့ 3D print နဲ့ product တွေရထုံးစံအတိုင်းပဲသူ့မှာ design ရလိုအပ်တဲ့ spot တွေကိုအခုလိုပဲဖယ်ရှားပြရမှာဖြစ်ပါတယ်အခု way berry design sneaker shoe ကလည်းသူ့မှာပါတဲ့ spot တွေကတော့အလွယ်တူဖယ်လို့ရအောင်သူ့ရဲ့ print profile မှာအလွယ်တူပဲလုပ်ပေးထားပါတယ်ဒီလိုဖယ်ပြီးပြီဆိုတာနဲ့တော့ 3D print နဲ့ shoe ကိုဝစ်စင်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်